ကိုလီစာဒီပရင်ကိုညှိထားမယ်စတင်များအကြောင်းကိုညွှန်ပြပါမယ်။ပုံမှန်တိုင်းပရင်ကိုနှိပ်ပါ။ဒီနေရာမှာကိုစတင်ချိန်မြင့်ပရင်တာကိုရေးပါ။ property ကိုနှိပ်ပါ။ဒီနေရာနေစာပြီးတော့စတင်ချိန်အောင်ဖြစ်ပါတယ်။ဒီ document ဆိုင်မှာပုံမှန်စဉ် letter ဖြစ်နေရပါတယ်။အဲ့ဒါကို A4 ရေးပါ။ orientation မှာ portfolio နဲ့တော့မလား let's scale လဲပြီးတော့ထုတ်ပါလားဒီမှာပြရပါတယ်အဲ့တော့ကိုထုတ်မဲ့ပုံစံကိုယူလိုက်ပါ paper type မှာတော့ server print ထုတ်မှာဆိုရင် plain paper နဲ့အဆင်ပြေပါတယ် quality ကောင်းကောင်းလေးနဲ့ထုတ်ချင်တာဆိုရင်တော့ဒီ standard တွေကပြကောင်းလေးကိုနှိပ်ချလိုက်ပါ high quality ကိုယူပါဒါရင်းနေရာမှာတော့ color နဲ့ထုတ်မှလား gray scale ရင်းလို့ရပါတယ် color printer ဖြစ်တဲ့အတွက် normal ကတော့ color မှာ select ဝင်နေပါတယ်ဒါ sar print ထုတ်မှဆိုရင်ဒီ gray scale ကိုရေးမှာဖြစ်ပါတယ်ဒါဆိုရင်ဒီမှာလဲရှင်မဲပြတော့ပါလိမ့် ဓာတ်ပုံကိုပရင်ထုတ်မယ်ဆိုရင်တော့ဓာတ်ပုံကင်းကဘောင်အပြည့်ပါအောင်ဒီပေါ်ရာကိုအမှန်ကြီးထည့်ပြီးမှဖြစ်ပါတယ်အဲ့တော့ခုနလိုပဲဒီပေပါတိုက်မှာဒီ option option နဲ့ထုတ်လို့လည်းရပါတယ် option option နဲ့ထုတ်လို့ရှင်ပြည်ဘူးဆိုရင်ဒီမှာလည်း option made option photo တွေနဲ့ထုတ်လို့ရပါတယ်ပုံမှန်အတိုင်းပဲထုတ်ချင်တဲ့ဆိုရင်တော့ standard နဲ့ထုတ်ပါ quality ကောင်းဖို့နဲ့ထုတ်ချင်တဲ့ဆိုရင်တော့ဒီ height ကိုရွေးပါဓာတ်ပုံဖြစ်တဲ့အတွက် color ကိုရွေးပါ setting ချင်းပြီးသွားပြီဆိုရင်တော့ okay ကိုနှိပ်ပါ။ပြန်နေပြီးတော့ control panel တွေလည်းရှင်းလိုက်ပါ။ဒီ control panel တွေရင်ရှင်းနှိပ်လိုက်ပါ။ driver and printer ကိုတစ်ချက်ကလစ်ပါ။ခုနကျင်ရတဲ့ driver လေးကိုဒီမှာရောက်နေပါပြီ။ check ကလစ်ပြီးတော့ right click နှိပ်ပါ။ printing preference ကိုရှင်းနှိပ်ပါ။ဒီနေရာမှာအရင်ဆုံးမလုပ်မလို့ဆိုရင်ဒီ document site မှာခုလက်တာဖြစ်နေပါတယ်အဲဒါကို A4 ရွေးပြထားမှာဖြစ်ပါတယ်ပြီးတော့ okay နှိပ်ပါ right click နှိပ်ပါ render property ကိုနှိပ်ပါ printer ဆိုတာကတော့ကိုယ့်ရဲ့ printer ကစာရွက်ဘယ်နေရွက်ထုတ်ထားပြီလဲဆိုတာကိုကြည့်တာဖြစ်ပါတယ်။ printer အောင်းနေဝဲတဲ့အခါကျရင်ဒီလိုလေးစစ်လို့ရပါတယ်။ဒါကလေးနှိပ်ပါ printing printer ကိုနှိပ်ပါအဲဒီဘက်က main channel ကိုနှိပ်ပါ ဒီ nozzle ချက်ဆိုတော့ကတော့ color မှန်မှန်မှန်ကြည့်ရဖြစ်ပါတယ်။ဒီ color ကမမှန်တာလဲဆိုတော့ကိုဒီအောက်ကနေပြီးတော့ကြည့်ရဖြစ်ပါတယ်။အဲ့လိုလေ color မမှန်မှု lighting နေထားနေလို့ဆိုရင် hard cleaning လုပ်ပြရမှာဖြစ်ပါတယ်။ hard cleaning နဲ့မရဘူးဆိုရင်တော့ power inflation နဲ့ဆက်ပြီးတော့လုပ်ပြရမှာဖြစ်ပါတယ်။ဒါတော့ဒီ power inflation ကတော့တရက်ကိုတစ်ကြိမ်လောက်ပဲလုပ်ခွင့်ပေးထားပါတယ်။အကြိမ်များများလုပ်မယ်ဆိုရင်ကို printer ရဲ့ hard ကိုပျက်စီးသွားနိုင်ပါတယ်။ဒါကြောင့်မလို့ဒီ power inflation ကိုတော့တရက်ကို တစ်ချိန်လောက်ပဲလုပ်ပေးပါအခုလိုပြလိုက်ရင် okay နေပြီးတော့ခဏဆောင်ပေးလိုက်ရင်ရပါတယ်အဲ့တော့ဟိုအားလေးကိုဝင်ကြည့်ပါမယ်ဒါပေမဲ့တရက်လောက်ရင်းစမ်းကြည့်ပါမယ်အဲ့တော့ဒီနေရာမှာအခု850လို့ပြနေပါတယ်မပြဘူးဆိုရင်လည်းကိုတွင်းထားတဲ့ပရင်တာကိုနံပါတ် USB မှာဖြစ်ပါတယ်ဒီလိုနောက်ဆက်ပြီးတော့ print ထုတ်လို့ရပါပြီ